မြန်မာထိုင်းနယ်စပ်ဒေါနာတောင်ကျော်အာရှလန်သစ်ပိတ်ထားပြီးနောက်ခီးတယ်နယ်ကုန်စည်ပို့ဆောင်ရေးရှင်များလမ်းလေးတွင်မှသွာလာခဲ့ကြတော့လေယခုမိုးရသည့်ရောက်ချိန်မှာမူလဒေါနာတောင်ကျော်လမ်းဟောင်းကိုသာအားထားနေရကြောင်းရင်မောင်းများထံကနေသိရပါတယ်မိုးကြိုကာလမေလနောက်ဆုံးပတ်မှစတင်ကမိုးရသွန်းခြင်းကြောင့်ဒေါနာတောင်ကျော်လမ်းများဖြစ်သောထုတ်ကော်ကူးလမ်းတက်တုံညာတရှိလမ်းကျောက်ဥတောင်လမ်းတို့မှမတော်ရင်သွာလာရေးခက်ခဲလာခြင်းကြောင့်မူလလမ်းဟောင်းကသာရင်ကြီးရင်ငယ်များသွာလာနေကြတယ်လို့ရင်မောင်းတို့ကပြောကြပါတယ် မြောက်ရီကော်ရီအာရှလမ်းသစ်မှာလွန်ခဲ့သောနှစ်နှစ်ကျော်ခန့်ကကော်ရီတိုက်ပွဲသင်္ကန်းကြီးနောင်တိုက်ပွဲတို့ဖြစ်ပွားပြီးနောက်ရင်သွားလာရဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။မနေ့ကမြောက်ရီကိုတက်လာတဲ့ကုန်ကားတစ်စီးမှာတန်းကျိုးလို့ကုန်ကားတွေဒီနေ့တက်လာကြတာခုမနက်7:00နာရီအထိပဲမနက်7:00နာရီကျော်တော့ကားလေးတွေဆက်လွတ်တယ်လမ်းတစ်လျှောက်လုံးကတော့တသားရရပါပဲမွန်တဲ7:00နာရီကျော်လောက်မှာကျော်ကမ်းမထဲရောက်တယ်အတက်ကားတွေရှိနေတော့ထပ်ဆောင်ရပြန်တယ်လို့ရင်မောင်းတူကပြောကြပါတယ် ယခုအခါမြောက်ရီကောဂိတ်16မိုင်ကန်တာရှိသောအာရှလန်တဲမတောလောက်ကင်မရဘဲအကွေးကောက်များပြီးမိုင်40ကန်ရှိသောဒေါနာတောင်ကျော်လန်းဟောင်းထီဖိုးဆန်မြပတိုင်ဂျိုင်းတရာလန်းကားတာတွာလာနေကြရပါတယ်ဒေါနာတောင်ကျော်လန်းဟောင်းတွင်အသက်ကွန်ကားများမကုန်မချင်းအစိမ်းကားများဆောင်ဆိုင်နေကြရပြီးခီးသွားများနှင့်ကုန်စည်စည်းမှုနှောင့်နှေးလျက်ရှိပါတယ်